ဘုံမီတာမှာဘုပြည့်တဲ့ပြတိုင်းအမှန်လို့ယူဆလို့ရရဲ့လားခါလီကြရင်ကျွန်တော်တို့ကြုံမှုကြပါလိမ့်မယ်ဘက်ထရီကိုပို့တိုင်းလိုက်တဲ့အခါဘုံမီတာမှာတော့စနဘူကြောနေတယ်ဒါပေမဲ့ကျွန်တော်တို့အင်ဗာတာမှာသုံးလိုက်မယ်ဆိုရင်လည်းအားကအဆင်မပြေဘူးမိချီသုံးလိုက်မယ်ဆိုရင်လည်းဘက်ထရီကအဆင်မပြေသူခံစားရတယ်ပေါ့နော်အဲ့ဒါတကယ်တော့ကျွန်တော်တို့ဘူမီတာကပို့ပြတဲ့အချိန်မှာဘယ်နှဖူးရှိလဲဆိုတော့ရင်းဆုံးကြည့်ရပါမယ်။ စနဘူတဒမနဘူသုံးဘူဆိုရသည်အားပြည့်ရဲ့လို့ယူဆလို့မရပါဘူးပုံဝင်အားဖြင့်အားပြည့်နေတဲ့ဦးသည်စနဘူတဒမ6ကတော့အနည်းဆုံးရှိကြပါတယ်အင်ဗာတာအတွက်ဆိုရင်လည်းကျွန်တော်တို့မီးသုံးတော့မယ်ဆိုရင်ဘက်တရီရဲ့အားဟာအနည်းဆုံးတော့ကျူဗူလာဘက်တရီဖြစ်ခဲ့မယ်ဆိုရင်တောင်မှအနည်းဆုံးတော့စနဘူတဒမ6ကတော့ရှိပါတယ်ဒါကြောင့်ကိုဘက်တရီကစနဘူတဒမနဘူလောက်ပဲပြနေရဆိုရင်တော့ဒါက တခြားအခြေအနေတခုခုရှိပါလိမ့်မယ်ဥပမာ acid ပြင်နာကိုလဲထားလို့မလို့အာမသွင်းရသိလို့ရှိနေတဲ့အာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်သလိုအာသုံးထားပြီးတော့အာပြန်မသွင်းရတဲ့အနေအထားလည်းဖြစ်နိုင်ပါတယ်ဘလို့ပဲပြောပြောစနစ်တကျမှနှစ်သိစိတ်ချရတဲ့အနေအထားတော့မဟုတ်ပါဘူးသုံးတော့မယ်ဆိုရင်အနည်းဆုံးတော့7.6လောက်တော့ရှိဖို့လိုအပ်ပါတယ်။ ခါလေကြရင်ကျွန်တော်တို့ကြောင်းရပါတယ်ပထူးက12ခုကြော်တယ်ဒါပေမဲ့သုံးရတာဘလုံးမအဆင်မပြေဘူးဝယ်ထားတာကလည်းအတကြီးပဲပေါ့နော်ဒါပေမဲ့သုံးရတာဘလုံးမအဆင်မပြေဘူးဒါမျိုးဆိုရင်ကျွန်တော်တို့ကအရင်ဆုံးစစ်ကြည့်ရတာကပိုးပြည့်တယ်ဆိုတဲ့နေရာမှာဘလောက်ထိပိုးပြည့်တာလဲအဆစ်အိုးဆိုရင်အဆင်နေတာကဘလို့ရှိလဲအဲအဲ့ဒါပြီးတော့အကုန်လုံးအခြေအနေတွေကိုက်ညီနေရဆိုရင်တော့မှအသုံးပြုတဲ့အနေအထားဒီဘက်ထရီအမ်ပီယာနဲ့ ကိုင်မီရလားဆိုတော့ကျွန်တော်ကဇက်ပြီးတော့စစ်ဆေးပါတယ်အဲ့ဒီလိုမျိုးစစ်ဆေးရတဲ့အတိုင်းမှာအကုန်လုံးကိုင်မီရတဲ့အတိုင်းတစ်ခုခုအဆင်မပြေတာဆိုရင်တော့ကျွန်တော်တို့ကြားရရပေါ့နော်အာသွင်းမှုလွန်နေတဲ့အနေအထားတစ်ခုကြောင့်လို့ယူဆလို့ရပါတယ်ခင်ဗျာဒါကြောင့်ဒီနေ့ကျွန်တော်တတိပေးလို့တော့ဘတ်ထရီကိုကောင်းမကောင်းစစ်ဆေးတဲ့အခါဘတ်ထရီကိုပိုးပြေတာဝယ်မကြည့်ပါနဲ့ပိုးပြေတဲ့ဆွဲနေရာမှာစနက်ဘုတ်ကိုဘလောက်ထိပြေးတာလဲ ောက်ပြီးတော့သူ့ရဲ့ CC နဲ့ resistant နေတာကဘလောက်ကြီးလဲဆိုတာကိုလည်းသတိပြုဖို့လိုတယ်လို့အကြံပေးပါရစေခင်ဗျာ။